အာသဝတ္တမှာမြတ်စွာဘုရားဘယ်လိုလေးဟောပြထားလဲဆိုတော့ယန်းတို့တဲ့အခုပြောတဲ့အခုပြောမယ့်အင်္ဂါ6ပါးနဲ့ပြည့်စုံအောင်ကျင့်သုံးနိုင်မယ်ဆိုရင်အဲ့ဒီယန်းဟာအာဟုနေယပါဟုနေယဒက္ခိနေယအင်္စလိကရဏေယအနုတ္တရံပုညခိတံလောကတလို့ဆိုတဲ့နော်ဂုံ5ပါးနဲ့ပြည့်စုံတဲ့ယန်းလို့မှတ်ရမယ်တော့ယန်းတစ်ပါးမှာအခုပြောမယ့်အကြီးအသေး6ချက်တကယ်လို့ရှိမယ်ဆိုလို့ရှိရင် အဲ့ဒီယဟန်ဒီအာဟုနေယအယဝေးကယူလာတဲ့ဝတ္ထုပစ္စည်းကိုအလှခံယူရင်းကထိုက်တယ်ဆိုတဲ့ဂုံရှိတယ်ပေါ့ပါဟုနေယအဲ့ဒီလွန်ကထားတဲ့ဝတ္ထုပစ္စည်းတွေကိုအလှခံယူရင်းကထိုက်တဲ့ဂုံရှိတယ်ပေါ့နော်တက္ခိနေယတမနောလောကအတွက်ကောင်းကျိုးချမ်းသာကိုရဖို့အတွက်ရည်မှန်းပြီးတော့အလှတဲ့အလှဒါနကိုအလှခံခြင်းကထိုက်တယ်ပေါ့အင်စလိကရဏီယလက်အုပ်ချီမှုရှိခိုးခြင်းကိုလည်းခံယူတိုက်တယ်နုဒရံပုံရခေတံလောကတ္တ တလောကလုံးရဲ့ကောင်းမှုတည်းဟူသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာလေယာမြေကောင်းကြီးတပွဲလဲဖြစ်တယ်လို့ဩဂုံမတကူတော့အာကိုနော်ဒီအင်္ဂါ6ချက်နဲ့ဒီအည်သွေး6မျိုးနဲ့လာပြည်စုံအောင် နေထိုင်ကျင့်ကြံနိုင်မယ်ဆိုရင်ဒီဂုံ5ပါးနဲ့ပြည်စုံတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့နော်ဒီလိုလေးနေတန်းချီတာနော်အဲ့တော့ပြည်စုံရမယ်အည်သွေး6မျိုးကပါလေအဲ့ဒါကိုတေချာလေးလာကြည့်တဲ့အခါမှာနော်အကုသိုလ်တရားတွေကိလေသာတရားတွေ နော်ဒီသုတ်တံမှာတော့အတော်တရားတွေလို့မြတ်စွာဘုရားဟောတယ်။နော်စိတ်ကိုပူလောင်စေတတ်တဲ့ညှဉ်းနွမ်းစေတတ်တဲ့နော်ပင်မဆင်းရဲကြောင်ဖြစ်တဲ့အတော်တရားတွေနော်အတော်တရားဆိုတာကိုပေးသလိုကျွန်းကျွန်းကျင်ကျင်မှတ်သားဖို့ပြီးသားနော်အတော်တရားအတဝဆိုတာဘာပြောရတော့ရှိုးရှိတဲ့တရားနော်ရည်ရည်စီးတဲ့ဆိုတာမြင်ရနေနေရပဲစီးတာဒီအတော်ကအဲ့ဒါတည်းပူပြီးတော့စွန်းနေတဲ့မြင်ရနေနေရနေကောင်နေရနေမြင်အောင်လဲစီးတယ်တဲ့ နော်အထက်ဘဝအောက်ဝီစီတန်အောင်ဘုံအားဖြင့်သူစီးနိုင်နော်အတော်တရားနောက်ထပ်အဓိပ္ပာယ်တစ်မျိုးရှိတယ်အတဝဆိုတာဘာကိုပြောအရက်ကိုပြောတာနော်စိန်ကြီးပေါ့နော်အရက်တောက်တာလို့အရင်မူးနေတဲ့လူတယောက်ဟာပဂရိစိတ်ကင်းပြောင်းနေသူမှာအရင်မူးတဲ့စိတ်ပဲရှိတယ်ပေါ့ဩရှင်မူးမှုနဲ့ရှင်းနေတဲ့အတွက်ကြောင့်ဘုဒ္ဓဟောထင်မဲဟုတ်တာလည်းမဟုတ်ဘူးထင်မဲသူအကုန်ဗျမ်းမတာသူဘာမှပြောလို့မရဘူး ြောရရင်တော့ရမူးနေတာယူနေတာနဲ့ဘာမှမထူးတကယ်တမ်းကတော့ဟုတ်လားခုအတ္တဝကိုမြတ်စွာဘုရားအရက်လို့ဟောတယ်နော်အဲ့တော့ဦးဇင်းတို့ကာမတဝဆိုတဲ့ကာမဂုဏ်အာယုံကိုလိုချင်တဲ့လောဘဘဝတဝလို့ဆိုတဲ့ဘဝကိုမမောတဲ့လောဘဒိဋ္ဌာတဝလို့ဆိုတဲ့နော်ယုံနံခန္ဓာကိုပုဂ္ဂိုလ်တတ္တဝလို့ထင်မှမားတဲ့ဒိဋ္ဌိတိဟုသောတက္ကဒိဋ္ဌိတိဟုသောအတ္တဝဟုတ်လားပြီးတော့ဘာလဲဝိဇ္ဇာတဝဆိုတဲ့တစ္ဆာလေးပါးကိုမသိတဲ့ ော်ယုံနာခန္ဓာရဲ့သဘာဝတွေကိုမသိတဲ့မောဟဟုတ်လားတေဟုကောက်ရင် လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ရတယ်အဲ့ဒီလောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဒီတတ္တဝါတွေကိုတော့မူးနေစေတယ်ယူးနေစေတယ်အမှန်တိုင်းမသိသေးဘူးဟောဗဂရီအရက်ကိုမတောက်လို့ဗဂရီမူးတာနဲ့တော့မမူးကြဘူးဟုတ်လားသို့တော့လောဘဒိဋ္ဌိမောဟဒီဟုသောအတ္တဝအရက်ကိုတောက်မိတဲ့အတွက်ကြောင့်အတ္တတရားတို့ကြောင့် မူးနေတဲ့အမူးကတော့တရားဓမ္မတို့ဥယျာဉ်တို့မှာရှိနေတယ်။ဟုတ်လား။အဲ့ဒါကိုမြတ်စွာဘုရားဒီနေရာမှာအတော်တရားတွေကိုဘယ်ပုံပဲနည်းပေရှားမလဲဆိုတဲ့နိလန်း6မျိုးဟောတာ။အဲ့ဒီနိလန်း6မျိုးကိုသာတကယ်ပြည့်စုံအောင်ကြိုးစားအထုတ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုအာဟုနေယ၊ပါဟုနေယ၊ဒခိနေယ၊အင်စလီကရနေယ၊အနုတ္တရံပုံညာခေတံလောကတ္တလို့ဂုဏ်၅မျိုးရှိတယ်လို့မြတ်စွာဘုရားကြီးကြီးနော်။အဲ့ဒါပြည့်စုံရမယ့်အရေးအသွေးကြီး6မျိုး စပြီးတော့ပြောကြအောင်နော်အာတော်တရားကိုဘလို့ပယ်မလို့တနည်းအားဖြင့်ခုစကားအလင်းတင့်နေတာကဘာလဲအကုသိုလ်တရားတွေမကောင်းမှုတရားတွေကိုဘလို့ပယ်ရှာမလို့ဘလို့ရှောင်ကျင်ကြမလို့ဆိုတဲ့အပိုင်းပေါ့နော်အဲ့ဒါမြတ်စွာဘုရားကနော်ဒေသနာကိုဟောတဲ့အခါမှာအစီအစဉ်တကြလေးဟောတယ်ဟုတ်လားရန်စိတ်ဝင်စားတဲ့အကောင်းဒီတန်းလေးခင်းပြီးတော့မြတ်စွာဘုရားတခုချင်းစီကိုပြောပြတယ်ဘလို့ပြောပြတော့ဆိုတော့ယဟန်တို့တဲ့ ဆောင်စည်းမှုဖြင့်ပေးရမယ့်အာတောတရားကိုဆောင်စည်းခြင်းဖြင့်ပေးရမယ်တဲ့။တံဝရဆောင်စည်းတာနော်။ဆောင်စည်းမှုနဲ့ပေးရမယ့်အာတောတရားတွေကိုဆောင်စည်းခြင်းဖြင့်ပေးနိုင်အောင်ကြိုးစားရအောင်။အဲ့တော့ဒါကိုအจิตတော်မြတ်စွာဘုရားထပ်ပြီးတော့အဓိပ္ပာယ်ဖွင့်တဲ့အခါဘယ်လိုဖွင့်ပြရတော့။အော်ဆောင်စည်းမှုဖြင့်ပေးရမယ့်အာတောတရားကိုဆောင်စည်းမှုဖြင့်ပေးရမယ်ဆိုတာကမျက်စိနာနာလျှာကိုစိတ်လို့ဆိုတဲ့အိန္ဒြေ၆ပါး။ ဧတတို့အလုံးကြံ့ကျင်ပြီးသားနော်ဒီခန္ဓာကိုယ်ကြီးကိုမျက်စိနာနာလျာကိုစိတ်ဆိုတဲ့နော်ဓာရတကား6ပေါက်နဲ့တိဆောက်ထားတာဒီတကား6ပေါက်ကိုပဲအိန္ဒြိ6ပါးလို့ဒီလိုလဲသုံးတယ်နော်အိန္ဒြိဆိုတဲ့စကားလေးကဘယ်လိုအဓိပ္ပာယ်ရလဲအရှိုးရခြင်းလို့အဓိပ္ပာယ်ရတယ်ဟုတ်လားအိန္ဒြိကသူကအမျိုးမျိုးဟောတာဗျနော်ဗောဓိပက္ခိယတရားမှာတော့အိန္ဒြိကို5ပါးဟောတယ် တတ္တိန်တရေဝရိယန်တရေတတ္တိန်တရေသမာဓိန်တရေပဉ္စိန်တရေဆိုပြီးတော့ဟုတ်လားကောင်းမြတ်တဲ့အရာမှာစိတ်ကိုအစိုးတရားရှိတဲ့အရာကြီး၅ခုဟုတ်လားခုဒီနေရာမှာမျက်စိနာနဲ့လျှာကိုစိတ်ကိုအိန္ဒိရေလို့ဟောတဲ့နေရာမှာဒီနေရာမှာဆိုလို့တဲ့အိန္ဒိရေအစိုးရခြင်းကဘာကိုပြောတာတော့ရိုးရိုးလေးမျက်စိဆိုတာမြင်မှုကိုအစိုးရတယ်မျက်စိမပါဘဲနဲ့မြင်လို့မရမမြင်တဲ့နေရာမှာမျက်စိက အကြီးအကဲပဲမျက်စိဟာအစိုးတရားရှိတယ်နားနဲ့မြင်ရင်လို့မရအောင်နှာခေါင်းနဲ့မြင်ရင်လို့မရအောင်နော်မြင်မှုအနေနဲ့ဒါအကုန်လုံးဟာမျက်စိပေါ်မှာအဓိကမူတည်နေတယ်ပေါ့ဆိုလိုတာမျက်စိမှုံရင်မြင်မှုလည်းမှုံသွားတာပဲမပင်ပြင်းတော့မပြတ်သားတော့ကြားတဲ့ကိစ္စမှာနားသည် အစိုးတရားရှိတယ်နော်အနံ့ရတဲ့ကိစ္စမှာနှာခေါင်းသည်အစိုးတရားရှိတယ်အရသာကိုတည်တဲ့နေရာမှာလျှာသည်အစိုးတရားရှိတယ်ဟောအတွေ့အထိကိုတည်တဲ့နေရာမှာဒီကာယပတာရသည်အစိုးတရားရှိတယ် အဲ့လိုပဲဓမ္မယုံတွေးရကြံတဲ့နေမှာစိတ်တည်အစိုးတရားရှိတယ်ဆိုပြီးတော့နော်သူ့နေရာသူ့ဌာနမှာအစိုးတရားရှိတဲ့တရားတွေမို့လို့ယစီနာနာတရားကိုစိတ်ကိုအင်းဒီလို့ခေါ်တာဟုတ်လားအင်းဒီ6ပါအဲ့တော့စောင့်သီးခြင်းဖြင့်ပယ်ရမယ့်အာတောတရားကိုစောင့်သီးမှုဖြင့်ပယ်ရမယ်ဆိုတာအဲ့ဒီအင်းဒီ6ပါကိုစောင့်သီးရမယ်လို့ပြောတာလေဟုတ်လားဟိုမြတ်စွာဘုရားတော့စနစ်တကျလေးဟောတယ်တော့သိရပါစို့ဒီမြင်တာနဲ့ပတ်သက်ပြီးတော့ မျက်စီကိုမစောင့်သီးနိုင်လို့လောဘတွေဒေါသတွေကိလေသာတွေဖြစ်လာတယ်ဆိုရင်အဲ့ဒီလူမှာပူရတယ်လောင်ရတယ်ပင်မရတယ်ဟုတ်လားမြင်လိုက်လို့လိုချင်မိတယ်ဒါပူလောင်တော့တာပဲလောဘကြောင့်ပူလောင်တယ်ဆိုတာတုံတုံညံနေမသိနိုင်ဘူးမကြိုက်တာမြင်လိုက်လို့ဒေါသဖြစ်ပြီးဆိုရင်တော့ပူလောင်တာကနည်းနည်းထင်ရှားတယ်ဟုတ်လားဒါကမျက်စီကနေစပြီးတော့လောင်တာနော်ဟုတ်လားအဲ့တော့ဒီမျက်စီကိုကိုမဆောင်စည်းနိုင်လို့အဲ့ဒီပူမှုလောင်မှုဟာဖြစ်လာတာဟုတ်လား မဆောင်စည်းရင်ပူလောင်မှုဖြစ်လာတယ်ဒါကိုနားလည်ပြီးတော့ဒီပူလောင်မှုမဖြစ်စေရဘူးဆိုပြီးတော့မြင်တာကိုအကြောင်းပြုပြီးတော့ပူလောင်မှုမဖြစ်စေရဘူးဆိုတော့မျက်စိကိုနော်အကြောင်းပြုပြီးတော့ရာဂဒေါသမဖြစ်အောင်ကြိုးစားတာကိုဒါမျက်စိကိုဆောင်စည်းတယ်လို့ခေါ်တာလေဟုတ်လားဒါကဘာဝနာနဲ့ကင်းပြီးတော့မဖြစ်ဘူးနော်တတိထားရတာနော်မြင်တိုင်းတတိထားရတာအဲ့လိုပဲကြားတိုင်းတတိထားရတာကြားတာနဲ့ပတ်သက်ပြီးတော့ရာဂဒေါသဖြစ်တယ်ဆိုရင်ဒါနားကိုမဆောင်စည်းနိုင်တဲ့လူနားကြောင့်သူပူလောင်ရတဲ့ဆင်းရဲ အဲ့အရာကိုနားလည်ပြီးတော့မဆောင်စည်းရင်ငါပူလောင်လိမ့်မယ်ပင်ပန်းလိမ့်မယ်ဆင်းရဲလိမ့်မယ်လို့သိပြီးတော့ဒီမျက်စိနားနာလျှာကိုယ်စိတ်ကိုမလုပ်တာတော့ဆောင်စည်းတာတဲ့အဲ့ဒီလိုဆောင်သီးလိုက်လို့ရှိရင် မဆောင်စည်းရင်ဖြစ်နိုင်တဲ့အာတော်တရားတွေဟာမဖြစ်တော့ဘူး။ဒါရိုးရိုးလေးပဲနော်။မဆောင်စည်းရင်ယာကဒေါသဖြစ်မယ်။ဆောင်စည်းရင်ယာကဒေါသမဖြစ်ဘူး။အဲ့လိုဆိုရင်ဆောင်စည်းခြင်းဖြင့်ပယ်ရမယ့်အာတော်တရားကိုဆောင်စည်းပြီးတော့ပယ်ရမယ်ဆိုတာ နားမလည်စရာရှိသေးလား။မရှိတော့ဘူး။ ကိုယ့်ရဲ့မျက်စိနာနာလျှာကိုစိတ်ကိုစောင့်စည်းရမယ်လို့ပြောတာဒီနေရာမှာဦးဇင်းတို့ရသော်ဗျာလက်ထက်ကတော့ရဟန်းတော်၅ပါးရှိတယ်။ဒါသူတို့စကားဆက်ပြီးတော့ဗာပြောလဲဆိုတော့စောင့်စည်းရတာဒီမှာဟောဒီမျက်စိဟာအလွန်ခက်တယ်။ဟိုဟာကြည့်ခြင်းတရားကြည့်ခြင်းဟုတ်လား။နောက်သူကမျက်စိနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုရှိတဲ့ရဟန်းဖြစ်မယ်ပေါ့။နောက်တစ်ပါးကမျက်စိနဲ့နားပို့ပြီးတော့စောင့်စည်းရတာခက်တယ်။နောက်တစ်ယောက်ကဟာအနက်နဲ့ပတ်သက်ပြီးတော့စောင့်စည်းရတာလည်းမလွယ်လှဘူး။ ောက်တရားကအရာတာကပိုးတောင်ဆိုးသေးတယ်ဒီအရာတာကမြင်ရင်စားကျင်တယ်ငါအတွေးထီကလည်းခက်တာပဲဟောညင်းညတာခုံညတာအဲ့တော့မြတ်စွာဘုရားတဏ္ဍမောရောက်လာပြီးတော့အဖြေတောင်းကြတော့မြတ်စွာဘုရားကဒီအိန္ဒြေ၅ပါးသူကြတော့မနေနေမပါသေးဘူးပေါ့နော်သူတို့၅ပါးတည်းလာတာဟုတ်ဟုတ်လားမျက်စိနာနာလျာကိုဟုတ်လားဒီအာယုံ၅ပါးဒီဓဝရ၅ပါးဟာအကုန်လုံးဘယ်ရာမှစောင့်ကြည့်ရတာမလွယ်ဘူးတဲ့အကုန်ခက်တယ်တဲ့ ခက်လို့မို့သင်တို့ဟာရှေ့တုန်းကဘီလူတွေရဲ့အစာကိုခံရပြီးတော့တော့အသက်ကုန်ခြင်းတို့ရောက်ဖူးပြီဇတ်တော်လေးတဘောဟောတယ်ပေတရုကြားဝါတယ်တော့ဘုရားလောင်ကတော့တက္ကသိုလ်ကြီးမှာတော့ဘရင်တစ်ပါးရဲ့သားဖြစ်တဲ့အငယ်ဆုံးဆိုတော့ဌိနန်းစည်းရင်ရဖို့သူကမသေးကြဘူးအဲ့ဒီမှာပြည့်စေကဗုဒ္ဓရှင်မြတ်တွေကဌိနန်းစည်းရင်ကိုရခြင်းရေနော်တိုင်းပြည်တစ်ခုကိုရောက်သွားမယ်နော်ဝေးကြီးကနေပတ်သွားလို့ရှိရင်တော့ခကြီးရောက်ဖို့မလွယ်ဘူးဖြက်လန်းသွားရင်မြန်မြန်ရောက်မယ်ဒါမဲ့ဖြက်လန်းသွားရင်တော့ ပီလူတွေရှိတယ်။ဒါတင်သွားနိုင်လို့ရှိရင်အဲ့ဒီမှာတင်ရှင်းမင်းဖြစ်လိမ့်မယ်။အဲ့ဒါနဲ့စွန့်သားပြီးတော့သွားမယ်ဆိုတော့သူ့ရဲ့နောက်ကနော်နောက်တော်ပါငယ်ပါတွေအပေါင်းပါတွေကသူတို့လည်းလိုက်မယ်ဆိုတော့၅ယောက်လိုက်သွားကြတာ။လမ်းကြတော့ပီလူမတွေဖန်ဆင်းထားတဲ့ယူပါယုံမှာဆွေးညီပြီးတော့တယောက်ကကျန်ရစ်တယ်။ပီလူတွေမှတည့်ရတဲ့နဲ့ကျန်ရစ်တာနော်။ကြားဘူးတယ်နော်ဒီဇတ်တော်ကို။ကြားဘူးတယ်နော်။ဟုတ်လား။နောက်တယောက်ကအတန်မှာဆွေးညီပြီးတော့ကျန်ရစ်တာ။အဲ့ဒါအာယုံ၅ပါး နောက်ကလိုက်တော့တဲ့၅ယောက်အကုန်ပြုတ်ပြီးတော့ကျန်ရစ်တယ်။အခုစက်ဒီဇက်တော်ကိုဖတ်ကြည့်တဲ့အခါစိတ်ထဲမှာမလို့ခံစားရအောင်ဆိုတော့ဒီအခုဖန်ဆင်းပြနေတဲ့အစင်းတွေအတန်တွေအနက်တွေရတာတွေအတွေ့အထိတွေဟာဘီလူမတွေက ထောင်ချောင်းဆင်ပြီးတော့သူတို့ကို စားမလို့ဖန်ဆင်းပြထားတာဆိုတာကိုသူတို့သိတယ်။တိပါလျက်ငယ်နဲ့အဲ့ဒီမှာတိတိကြီးနဲ့ကျန်ရစ်တယ်။အဲ့ဒီအချက်ကိုစဉ်းစားမိတယ်။ဟာဒီလူတွေကအလွန်မိုက်တာပဲလို့မထင်နဲ့နော်။ လူတိုင်းမိုက်နိုင်ရဲ့နော်အဲ့တော့ဥစဉ်ဘာစဉ်းစားမိလို့ဆိုအာယုန်လေးကိုတိတ်တော့အထင်မသေးနဲ့ဟုတ်လားနော်အသေးခံပြီးတော့မိုက်ရဲလောက်အောင်ထိနော်စွဲညည်စေတတ်တယ်နော်ကိုင်းသေးတာနဲ့ဒီအာယုန်ရတာနဲ့ဘယ်ဖရားရွေးမလို့သေခြင်းလဲသေပါစေအာယုန်ရရင်ပြီးတာပဲဆိုအဲ့ဒီထိတောင်မှအာယုန်တွေဟာတတ္တဝါကိုဆွဲဆောင်နိုင်တယ်ဒါကိုနားလေသိနေတာပေါ့နော်ရင်ရရင်ပြီးတော့သေရင်သေးပါစေကြာရင်ပြီးတော့သေရင်သေးပါစေတိတိသွားမှာနော်ဟုတ်လား တော့မြတ်စွာဘုရားအဲ့ဒီမှာအဲ့ဒီရဟန်းတော်၅ပါးဒီလိုလျှောက်ထားလာတာကိုအကြောင်းပြုပြီးတော့အဲ့ဒီဇက်တော်လေးကိုဟောပြီးတော့ကာထာနှစ်ပုဒ်ဟောတာရှိတယ်ဓမ္မပါဠိပါဠိတော်မှာသကုဏတံဝရောတာရုတာရုတောတေနတံဝရောဂာနေနတံဝရောတာရုတာရုဇိဝါယတံဝရောကာယေနတံဝရောတာရုတာရုဝါစာယတံဝရောနော်မနတတံဝရောတာရုတာရုတပ္ပထတံဝရောတပ္ပထတံဝရောဘိက္ခုတပ္ပဒုက္ခဗမုစ္စတိတဲ့ကာထာနှစ်ကာထာကိုဟောတယ်နော်အဓိပ္ပာယ်ကပါပြောတော့ ရှိခုနာတံဝရောတာတို့မျက်စိကိုစောင့်စည်းနိုင်ခြင်းဟာကောင်းတယ်တဲ့မနေ့ကတော့စိတ်ကိုစုံမနိုင်ခြင်းဟာကောင်းတယ်လို့ပြောနော်တာဓုဆိုတာဘာလဲကောင်းတယ်လို့ပြောတာဟုတ်လားရှိခုနာတံဝရောတာတို့မျက်စိကိုစောင့်စည်းခြင်းဟာကောင်းတယ်တာဓုတောဒေနာတံဝရောနားကိုစောင့်စည်းခြင်းဟာလည်းကောင်းတယ်ဟုတ်လားဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒီအတန်လေးနဲ့ပတ်သက်ပြီးတော့လောဘဒေါသမောဟမဖြစ်အောင်ကြိုးစားတာကိုပြောတာနော်လောကီလိုလည်းပဲဒါကအရင်အသုံးတည့်မယ်လို့ထင်တယ်နော် အနေလျာပုံပုံဈေးထဲကိုရောက်တယ်ဟုတ်လားတေချာကြည့်တယ်လူတွေအတွက်များအိမ်မလိုတာတွေတခင်မလိုတာတွေပဲများတယ်နော်တခင်လိုတာတွေကတိတ်မရှိဒီမှာထူးထူးခြားခြားတွေ့ရတော့နေရာတိုင်းမှာစားနေကြတာပဲအကုန်စားနေတာပဲသွားရင်လည်းစားနေတယ်နော်နေရာတကာတိုင်းစားတိုင်းနေကြည့်ပဲနော်အတမက်ဆိုဗျာကောင်းကျင်တယ်ဆိုရင်စောင့်စည်းရမယ်ပေါ့နော်မျက်စီကိုစောင့်ကြည့်ခြင်းဒီကောင်း၏နားကိုစောင့်ကြည့်ခြင်းဒီကောင်း၏နှာခေါင်းကိုလျှာကိုကိုယ်ကို ဟုတ်လားအဲ့ဒီကိုကိုကြတော့မြတ်စွာဘုရားနှမျိုးအတိပဲထွက်တဲ့စကားနဲ့ဟောတယ်။ကာယေနတံဝရောတာလို့ဆိုတာဒီအတွေ့အထိနဲ့ပတ်သက်ပြီးတော့ကာယပတာတာကိုစောင့်စည်းတယ်ဆိုတဲ့အတိပဲနဲ့ကိုကိုအတိပဲတစ်မျိုးဟောတယ်။ကာယဒုစရိုက်ကိုမလုံးတင်ဘူးဆိုတဲ့ကာယကံရှုတော့ကနေပြီးတော့ကိုကိုအတိပဲတစ်မျိုးဟောတယ်။ဟုတ်လား။နောက်ဦးဇင်းတို့ဝါစာယတံဝရောတာလို့ဩအိန္ဒိယ၆ပါးနဲ့မပါဘဲနဲ့စကားကိုစောင့်စည်းရတယ်။အဲ့တော့နှုတ်ကတော့ အရသာကိုစောင့်သီးတဲ့အတိဘယ်တစ်မျိုးရှိတယ်အပြောကိုစောင့်သီးရမယ်ဆိုတဲ့အတိဘယ်တစ်မျိုးရှိတယ်ဒေသနာကျေတယ်နော်ဟုတ်လားနော်ကာယိနာတံဝရောတာရုတာရုဝါစာယတံဝရောဟုတ်လားပြီးတော့ဘယ်ဆက်သွားတော့နောက်ဆုံးအိန္ဒိရဖြစ်တဲ့မနိန္ဒိရမနတ္တာတံဝရောတာရုစိတ်ကိုစောင့်သီးခြင်းဟာလည်းကောင်းတယ်တူတော့အခရာပဲအချုပ်ပဲစိတ်ကိုစောင့်နိုင်လို့ရှိရင်ကျန်တာကစောင့်ပြီးသားဖြစ်တယ်လို့အဲ့ဒီဒေသနာလေးရှိတယ်နော်စိတ်ကိုစောင့်နိုင်ရင်ကျန်တာကစောင့်ပြီးသားဖြစ်တယ် နောက်တော့မြတ်စွာဘုရားဘလို့ချုပ်လိုက်တော့တာဓုတပ္ပထသံဝရတဲ့အလုံးစုံကိုစောင့်စည်းနိုင်ရင်ကောင်းနေတဲ့ကဲအစသရရစောင့်စည်းနိုင်လေကောင်းနေပဲတဲ့ဟုတ်လားဘာဖြစ်လို့တော့တပ္ပထသံဝရဘိက္ခုတဲ့အလုံးစုံကိုစောင့်စည်းမယ်ဆိုရင်အဲ့ဒီယံဟာတပ္ပဒုက္ခပမုစတိတဲ့အလုံးစုံသောဆင်းရဲဒုက္ခလွတ်မယ်တဲ့ဟုတ်လားဒါကြောင့်အခုဒီအာသဝတ္တဓမ္မာဒီစောင့်စည်းမှုဖြင့်ပယ်ရမယ့်အာသောတရားတွေကိုစောင့်စည်းမှုဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်သူ့ကိုနံပါတ်1နေရာမှာထားပြီးတော့ဟောတာနော် အလွန်ကျေပြန့်တယ်ဒီဥစ္စာကိုကိုယ့်ကိုယ်ကိုကျေကျေပြန့်ပြန့်စဉ်းစားနော်ဒီအာယုံ၆ပါးဒီဓာရ၆ပေါက်ဓာရီကြောင့်ဘလောက်ဒုက္ခရောက်နေတော့ဒါတွေကိုမဆောင်စည်းနိုင်လို့ဘလောက်ပူဒုက္ခတွေများနေတော့ဘလောက်ပူပြီးတော့ရှားနေရတော့ဘလောက်ပူပြီးတော့ပြင်းမနေတော့စဉ်းစားကြည့်တယ်နော်ကံကောင်းတော့လို့အဒီဝါကံကြောင့်ပစ္စည်းပေါ်များတဲ့နော်တတိသေးကျွေရဲ့ဝမ်းမာဝင်စားလို့ဘလူကောင်အောင်သုံးအောင်မသိလို့ရှောက်သုံးနေရတယ်ဆိုရင်သိမ့်မထောင်းတာဘူးကိုသုံးအောင်မှာကိုယ့်ကိုရှားနေရဆိုရင်တော့မတန်ဘူးဟုတ်လား ဒါစဉ်းစားကြရအောင်ကောင်းရင်တော့အဲ့တချို့ကဟုတ်ကြည့်ဟုတ်နိုးကောင်းလို့လို့ပေါ့အတင်းသုံးနေတာပြီးတော့ပြည့်ဘယ်သူရှားအောင်ဆိုကိုပဲရှားတာလေဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်တဲ့နော်ဒီကိစ္စဟုတ်လားဒါကြောင့်ပေးသက်ပေါင်းတရားတို့အကုသိုလ်တွေကိလေသာတရားတွေအတောတရားတွေကိုပယ်ဖို့အတွက်မြတ်စွာဘုရားပထမဆုံးပေးတဲ့နိလန်ကယသိနာနာလျာကိုစေကိုစောင့်စည်းရမယ်မစောင့်စည်းရင်ဖြစ်နိုင်တဲ့ကိလေသာအတောတရားတွေကိုစောင့်စည်းခြင်းအဖြစ်မဖြစ်အောင်ကြိုးစားရမယ်ဒါပြောတယ်နော် နောက်ဦးဇင်းတို့ဗာဆက်ပြီးတော့ပြောတော့နော်စောင်းစည်းမိဝဲတီးခံမြဲနောက်ဦးဇင်းစောင်းပုတ်ကလေးစီထားတယ်မှတ်မိအောင်လို့နော်စောင်းစည်းပြီးတော့မိဝဲတဲ့နော်ပฏิသေးဝနနော်မိဝဲခြင်းဖြင့်ပယ်ရမယ့်ကိလေသာအာတောတရားတွေကိုမိဝဲခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်တော့မိဝဲတယ်ဆိုတာဒီနေရာမှာဘာကိုညှိညွမ်းတာတုံးဆိုတော့ရဟန်းတော်တွေကိုဟောတဲ့ဒေသနာဖြစ်တဲ့အတွက်ကြောင့်သူကစွမ်းသင်္ကန်းကြောင်းရှိကိုညှိညွမ်းတာ ီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်နော်အစာအာဟာရကို မစားလို့မရဘူးနော်ဒါအခြေခံဟုတ်လားအဝတ်ဝတ်မပေးလို့မရဘူးနော်နေရာထိုင်ခင်းနဲ့မနေရလို့မရဘူးဟုတ်လားပြီးရင်ပါလေစေဝါမမီဝဲရလို့မရအောင်ခန္ဓာကိုယ်ရဲ့အဓိကလိုအပ်ချက်ကြီးတွေလို့မဆိုနိုင်ဘူးလားအဲ့ဒါကိုမမီဝဲလို့မရဘူးမမီဝဲလို့ရှိရင်ဘာဖြစ်မလို့ပြဿနာဖြစ်မယ်ပေါ့ဟုတ်လားခန္ဓာကိုယ်မကျွေးဘဲနဲ့ထားရင်ဘာဖြစ်မလို့ဒုက္ခရောက်မယ်ပေါ့ စားလာပြီဆိုပြီးဆိုမှတော့အဲ့ဒါဘာဖြစ်ပြီတော့အကုသို့ဖြစ်တော့မှာပဲလေစိတ်တွေမကြည်မနှက်ဖြစ်လာမယ်ဟုတ်လားစဉ်းစားကြည့်နော်မကြွေးပဲနဲ့ထားကြည့်ကုသို့ဖြစ်မလားအကုသို့ဖြစ်မလားဟောဒါကိုပြောတာနော်မှီဝဲခြင်းအဖြစ်ပယ်ရမယ်ကိလေသာရှိတယ်ဟောတချို့ကအစွန်းရောက်ကြတာလေဟုတ်လားမစားပဲနေမယ်ငမဝိဖဲနေမယ်ကနာကိုကိုညှင်းစင်းမယ်ဟုတ်လားမှီဝဲတဲ့မှီဝဲတိုက်တာကိုမမှီဝဲတော့ဘာဖြစ်ပြီတော့စင်းရတော့တာပေါ့အကုသို့ဖြစ်တော့တာအတော်တရားတွေဖြစ်တော့တာ ဟုတ်လားဒါကြောင့်မိဝဲခြင်းဖြင့်ပယ်ရမယ်ကိလေသာအာတောတရားတွေကိုမိဝဲခြင်းဖြင့်ပယ်ရမယ်အဲ့တော့ဒီနေရာမှာမိဝဲတယ်ဆိုတာကဉာဏ်ပညာနဲ့ရှင်နဲ့စဉ်းစားဆင်ခြင်မှုနဲ့ရှင်နဲ့မိဝဲမိကိုညင်ညွန်တာဒါကြောင့်ဒီဒေသနာရဲ့အစားလေးမှာပဋိသင်္ခာယောနိတော်ဆိုတာလည်းပါတယ်နော်ဉာဏ်ပညာဖြင့်ဆင်ခြင်၍တယ်ဟောဆိုကြပါစို့စားပြီဆိုရင်ဘလို့မိဝဲမလို့ဘလို့စားမလို့နော်ရိတ်တာဝင်မှုတဲ့လူတွေဆိုရင်သိမယ်နော်စားကနေမှရွာတာလေးရှိတယ်လေ ဣတိစာဝေမေမေကိုမြူးရံမှန်ကြွလပရည်စင်းပြည့်ဖြိုးခြင်းကမတုံးပါဘူးလေးပြတဲ့ဆောင်ဤကိုကောင်းသည်ရှိအောင်ဒီလေးအသက်မြတ်မမောပညာဘုရားသာသနာကျင့်တဲ့ပြာကိုကျင့်ပါနိုင်စေဝိညာဟောင်းတည်းမဖြစ်เสียရာပိုက်မြတ်လေခသိမ်းပြစ်တို့မဖြစ်လျောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိရပါတည်းတော့နှစ်ချို့ကပါလေဒီခန္ဓာကိုယ်ကြီးဝါပြို့ဖို့လှဖို့ပါဖို့တင့်တယ်ဖို့အတွက်ဒီလိုရွေခြင်းနဲ့စားတာမဟုတ်ပါဘူးတဲ့ဒါအစအမှရှင်းတတ်နိုင်မှာဟုတ်လားလဲဝင်ရိုးကိုအံမထွက်အောင် အဲစီထိုးသလိုမျိုးပေါ့နော်မြတ်စွာဘုရားသာသနာကိုကျင့်နဲ့ကျင့်သုံးနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီအစာဟာရကိုစားပါတယ်ဆိုပြီးတော့ဉာဏ်နဲ့ဆင်ခြင်ပြီးတော့မလုပ်အောင်လို့မိဝဲရမယ်မကြွေးပဲထားလို့မရဘူးဟုတ်လားအဲ့လိုပဲဝိပ္ပီဆိုရင်လည်းပဲဆင်ခြင်မှုမြတ်စွာဘုရားသင်ပေးတယ်နော်လို့သင်ပေးတာတော့ကျမ်းမူကိုပြချင်မဲ့လေးနေကင်းမွေလွဲတော့ဟိရိကုံကိုကုံသေးတက်စွာကိုယ့်အင်္ဃာကိုလုံမာစီလို့ကိုကိုစံပဲဆင်ပြင်းပဲဟု စိတ်ဝေမတန်ဤသင်္ကန်းကိုပုံလွန်သုံးဆောင်ပါသည်တဲ့ဒါကတော့ဘုံဘုံတို့နောက်ကိုရင်ပေါ့စားဘွားတရားစာကြည့်ရတဲ့စာလေးဆိုတော့မမေ့ဘူးပေါ့ဟုတ်လားချမ်းပူကိုဖြဲချင်းမှတ်လေနေကင်းမွေလွှဲတုံဟိရိကုံကိုကုံစီတက်စွာကိုယ်အင်္ကာကိုလုံမစီလို့နောက်ချမ်းပူကိုဖြက်စီးဖို့ချမ်းပူကြောင့်ဒုက္ခမရောက်ဖို့ပေါ့နော်နောက်ချင်းတို့အားတို့နော်ရေနော်လေနော်နေပူဒါတွေကိုကာကွယ်ဖို့ဟုတ်လားပြီးတော့အရှိအကြောက်ကိုဖြက်စီးတတ်တဲ့ အင်္ဂါကြီးငယ်ကိုလုံဖို့အတွက်ဒါဝတ်ပါတယ်ပေါ့နော်ဟိရိကုံကိုကုံစီတဲ့စွာကိုယ်အင်္ဂါကိုလုံမာစေလို့ကိုယ်ကိုစံပယ်ဆင်ပြေမယ်ဟုစိတ်ဝဲမတန်းနဲ့လှအောင်ပအောင်ဆိုတဲ့စိတ်နဲ့ဝတ်တာမဟုတ်ပါဘူးလို့ဟောဒီလိုစိတ်နဲ့မလုပ်တော့မိဝဲတာအဝတ်ကိုအလူတွေလည်းပဲကျင့်သုံးမယ်ဆိုကျင့်သုံးလို့မရဘူးလားအဲ့တချို့ဘာသာတရားတွေကစာကဒီလေးမှာစဉ်းစားဆင်ခြင်စားတာရှိတယ်။နော်ဗုဒ္ဓဘာသာမှာလည်းပဲ လွန်သဘာဝကျတဲ့သင်ကြားချက်မရှိဘူးလားရှိတာပေါ့နော်တကယ်အဲ့ဒီသင်ကြားမှုကအပြည့်စုံဆုံးပဲပြောရရင်ဒါဘက်မလိုက်တမ်းပြောတာပေါ့နော်တရားစဉ်းစားကြည့်နော်ဒီစဉ်းစားဆင်ခြင်မှုကအလွန်မြင့်မားတဲ့ရည်ရွယ်ချက်ရှိတယ်အလွန်မှန်ကန်တဲ့ရည်ရွယ်ချက်လည်းရှိတယ်အလွန်လဲသဘာဝကျတယ်ဟုတ်လားအဲ့ဒါလိုပဲဦးဇင်းတို့အကြောင်းကိုမိဝဲရမယ်မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ဆေးကိုမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့မိဝဲရမယ်အဲ့ဒါလိုဆိုလို့ရှိရင် ဒီလိုဉာဏ်ပညာနဲ့မစင်ញင်မဲနဲ့မှီဝဲရင်ဖြစ်နိုင်တဲ့ကိလေသာအတော်တရားတွေဟာဉာဏ်ပညာနဲ့စင်ញင်ပြီးတော့မှီဝဲလိုက်တော့မဖြစ်တော့ဘူးပေါ့။အဲ့တော့ဒါကရွှေတောင်လေးနှမျိုးရှိမလို့အရင်ထင်တယ်။တချို့ကအစွန်းရောက်ပြီးတော့မကြွေးဘဲနဲ့ကိုထားလိုက်တာမျိုးဒါလည်းအကုသိုလ်အတော်တရားကိလေသာတရားတွေဖြစ်နိုင်တယ်နော်။တချို့ကြတော့လည်းမှီဝဲတယ်။ဒါပေမဲ့လို့ဉာဏ်မပါဘူးစဉ်းစားစင်ញင်မှုမပါဘူး။လောဘဒေါသနဲ့မှီဝဲတယ်။အဲ့လိုဆိုရင်လည်းမဖြစ်ဘူးမလို့အကုသိုလ်ကိလေသာဖြစ်အောင်မယ်နော်။ ဒါကြောင့်မိဝဲတော့မိဝဲရမယ်။ဘာနဲ့မိဝဲရမှာတော့မှန်ကန်တဲ့သဘောထားနဲ့မိဝဲရမယ်တဲ့။လိုက်နာနိုင်မှုမလွယ်ဘူးနော်။အများသောဖြင့်ကိုရှာထားတာကိုစားတာပဲဘာမိဝဲเสียလို့လဲလို့ဒီလိုတွေးတဲ့လူလည်းရှိအောင်ရှိမယ်။ဟုတ်တယ်မို့လား။ဘာဖြစ်မလဲဆိုတော့ဘာမှတော့မဖြစ်ဘူးပေါ့။လောဘဖြစ်မယ်ပေါ့။ဒါပဲလေ။အဲ့ဒီလောဘကမကောင်းတာတွေအလုံးရဲ့အကြောင်းတရားပဲလေတကယ်တမ်းက။ဟုတ်တယ်မို့လား။ ဒါကြောင့်စဉ်းစားဆင်ခြင်ပြီးတော့စားတာနဲ့မစဉ်းစားမဆင်ခြင်မင်းနဲ့စားတာနဲ့အလွန်ခွာခြားတယ်ဆိုတာကတော့အထူးရှင်းပြเสียတောင်မလိုပါဘူးဟုတ်လားဒါကြောင့်ဒုတိယမြောက်ဒကာသမားတို့အရင်တို့ပြည့်စုံရမယ့်အရည်တွေနည်းနည်းအားဖြင့်ကိလေသာအာတောတရားကိုပယ်ဖို့ကြိုးစားအထောက်အမဲ့နိလန်ကမိဝဲခြင်းဖြင့်ပယ်ရှားမယ်ကိလေသာတရားကိုမိဝဲခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားမယ်။ဘာနဲ့မိဝဲမလို့ဆိုပညာဉာဏ်နဲ့စဉ်းစားဆင်ခြင်မှုနဲ့မိဝဲရမယ်။ဟုတ်လား။ဒီနေ့ချင်းရှိသွားပြီလို့များ နှစ်ချက်ရှိသွားတယ်နော်မကောင်းမှုရှောင်ဆိုတဲ့အဓိပ္ပာယ်လေးကိုကြည်ကြည်ပြန့်ပြန့်တွေးမိဖို့ဒီသုတ်တန်လေးကိုပြောပြရအောင်နော်အေး